ခုလိုမျိုးရုံရက်ရှိပိတ်တဲ့အချိန်မှာစားကျင်နေရဝတာဟင်းလေးချက်ကိုချက်စားမယ်လို့စိတ်ကူးထားရပါတော့အခုဒီဗီဒီယိုကဝတာဟင်းလေးချက်ချက်စားမယ်ဗီဒီယိုပေါ့ကြီးဝတာဟင်းလေးချက်ကမန္တလေးဘက်ကလူတွေစားတာလားဒါမသိဘူးเนาะကိုရီးယားတော့ငငယ်ကလေးကအများနဲ့စားနေကြဆိုတဲ့ခါကျတော့ဝတာဟင်းလေးချက်ဆိုတဲ့နာမည်နဲ့ယဉ်နီးရပေါ့เนาะတချို့လူတွေကတော့သိကြမှသိမှာကြီးတကယ်တော့ဝတာဟင်းလေးချက်ဆိုတာဟိုပါပဲကြီးတည့်ရသီးတို့အဲ့လိုဘာတွေမှလည်းမသိဘူးစောင်းကားသီးတို့ဟာတို့ကြီးအဲ့လိုမျိုးခြောက်လှမ်းထားတဲ့ဟာပေါ့เนาะအဲ့အခြောက်လှမ်းထားတဲ့ဟာကိုဝတာနဲ့ရောပြီးတော့ချက်တဲ့အချိန်မှာချင်းချင်းလေးနဲ့စားလို့ကောင်းတဲ့ဟင်းတစ်ခွက်ရသွားတာ ာကြီးအဲ့ဒါကိုဝတ်သားဟင်းလေးချက်လို့ခေါ်တာပေါ့နော်ဘာနဲ့ပြောမယ်ဆိုရင်ကိုကဝတ်သားဟင်းလေးချက်ကြိုက်တဲ့ထင်မှာမပါဘူးကြီးဒါပေမဲ့အိမ်ကဖေကကြဝတ်သားဟင်းလေးချက်လို့ဘာလို့အဲ့လိုမျိုးကြိုက်တယ်ကြီးအဲ့မှာလေအမေကအမြဲတမ်းချက်ကြွေးတဲ့ခါကျတော့အမြဲတမ်းစားရတယ်ငယ်ငယ်တုန်းကကျတော့အဲ့ဟင်းချက်တဲ့နေ့ဆိုလို့ရှိရင် အရန်စိတ်ညစ်ပြီးတော့မစားချင်ဘူးပေါ့နော်ဒါပေမဲ့အခုဂျပန်ကိုရောက်လာပြီးတော့နှစ်ကာလကြာရှည်ဆိုတာအိမ်မပြန်ရတဲ့ချိန်ကြတော့အိမ်မှာစားခဲ့တဲ့အစားအစရာတွေကိုလွမ်းတဲ့စိတ်လေးတဖြည်းဖြည်းပေါ်လာတာအဲဒါကြောင့်မလို့ကိုမကြိုက်တဲ့ဝသားဟင်းလေးချက်တောင်မှတစ်ခါလေးစားချင်တဲ့စိတ်ဖြစ်တယ်ပေါ့နော်ဝသားဟင်းလေးချက်ချက်မဲ့ထဲမှာထည့်ပြီးတော့သုံးမဲ့ဝသားကတော့ဒီဥစ္စာပဲဖြစ်ပါတယ်အမှန်တကယ်ဆိုလို့ရှိရင်တော့ तू ကအစီရေခောက်တွေပါတဲ့သုံးတက်သားနဲ့ချက်လို့ရှိရင်တော့ပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့ကိုဝယ်တဲ့စူပါမားကတ်မှာအဲ့သုံးတက်သားမရှိဘူးအေးမရှိတဲ့ခါကျတော့ရှိတဲ့ဒီခါပဲဝယ်လိုက်တာပေါ့နော်ဒီဝသားကလည်းခါသေးတွေပါတယ်ချက်တဲ့အချိန် မှာသုံးတဲ့ဝတ်သားဆိုတော့သူကခဏလေးနဲ့နူးညံ့လွယ်တယ်ဝတ်သားဟင်းလေးကြိုက်အသက်ကနူးဤနေတဲ့သုံးတဲ့သားကိုသုံးပြီးတော့ချက်တာအသက်ဒီဟာလည်းနူးဤလွယ်တယ်ဆိုတဲ့အခါကျတော့ဒီဟာကိုသုံးပြီးတော့ချက်မယ်လို့စဉ်းစားထားတယ်ပေါ့နော်ဒီဟာတော့ဝတ်သားဟင်းလေးကြိုက်ရဲ့အဓိကဆက်ဆောင်ဖြစ်တဲ့တည့်ရသီးတွေဘာတွေညာတွေအချောက်လန်းထားတဲ့ဟာပေါ့နော်တချို့ဆိုင်တွေမှာဆိုလို့ရှိရင်တော့ဝတ်သားဟင်းလေးကြိုက်ချက်မဲ့တည့်ရသီးကြောက်တွေကိုအဖက်အကြီးကြီးတွေရောင်းတာရှိရယ်ဝဲဒါပေမဲ့ကိုကကျတော့အဖက်အကြီးကြီးမကြိုက်တဲ့အခါကျတော့တည့်ရသီးလေးတွေကိုပစ္စည်းနောက်နောက်ချက်ပြီးတော့အချောက်လန်းထားတဲ့ဟာထည့်ပေးလိုက်လို့မှားလိုက်တာကြီး အဲ့ဒါဆိုတဲ့အခါကျကိုယ့်ရဲ့ဟာဒီလိုမျိုးလေးခြောက်နေရပါတော့ဒီလိုအခြောက်လေးအဲ့ဒါဘာသီးလေးလည်းမသိဘူးအဲ့လိုချင်တဲ့အသီးလေးတွေဇီးပြူသီးတို့ဘာလို့လားမသိပါဘူးခင်တခုချက်တယ်ဆိုလို့ရှင်စီတက်ပြီးတော့မှချက်ရတာများတယ်ဟုတ်တယ်မလားဒါပေမဲ့ဒီနေ့ကကျတော့စီတက်တဲ့မှုမအုံမှုပဲလုံးပြီးချက်ချင်တဲ့စိတ်ပေါက်နေရပါတော့အဲ့ဒါဆိုတော့ဝသားရဲ့ကြက်သွုံတို့ပြီးလို့ရှင်ခင်းကျင်သေးတဲ့နေတွေဘာလို့လုံးပြီးတော့ချက်ထားရပါတော့ ီဥစ္စာလေးကတော့တာဟင်းလေးရဲ့ချက်မဲ့ဟာလေးကိုစိန်ထားပဲဖြစ်ပါတယ်။ပုံမှန်ဆိုလို့ရှိရင်ကြက်သွုံအစိမ်းကိုနွမ်းနေအောင်စီတက်တာပဲဖြစ်ရဲအဲ့လိုမျိုးလုပ်ပြီးတော့ချက်တာဟုတ်တယ်မလား။ဒါပေမဲ့ကြက်သွုံအစိမ်းကကြတော့သူကြေဖို့ရတိတ်မလွယ်ဘူးပဲ။ပြီးလို့ရှိရင်သူ့ရဲ့အရာသာကိုခံစားရတာပြောရရင်ခြံချိုလုံးအကြီးရလို့ခံစားရတာ။အဲ့ဆိုတဲ့အခါကျတော့အခုဟင်းချက်တဲ့အချိန်မှာလဲကြက်သွုံကိုချမ်းလောက်ပဲထည့်ပြီးတဲ့အခါကျတော့အနည်းရဖို့အတွက်ဒီကြက်သွုံအကြော်ကိုထည့်မယ်လို့စိတ်ပူးထားရပါတော့နော်။ဒီကြက်သွုံကျော်ကကြတော့ဒီတက်ရတဲ့အချိန်နဲ့သက်သာရင်တခုကကြတော့အဲ့လိုအရန်ချိုတဲ့အရာသာလဲမခံစားရတော့ဘူးပေါ့နော်။အဓိက တော့ရင်ပြင်းတာထဲ့ပေါ့နော်ပြင်းတော့ပြင်းတယ်ဒါပေမဲ့ပြင်းတာထဲ့အញ្ញအချိုအရသာကြီးကိုမခံစားချင်လို့စက်တုံချောတုံးတာပေါ့နော်ဟိုအစ်ကိုမှတော့ဒီမရဲ့ဝတာလေးကနေနဲ့အော်သူ့ဘုံစီကျက်တယ်လို့ဖြစ်လာတဲ့ခါကျတော့ဖက်ကလေးထည့်လိုက်ပါအောင်မယ်နည်းနည်းကြီးရတယ်ခုစီရဲ့အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျတော့ဒီမရဲ့ဝတာမှာစနွှင်းထည့်တာများသွားတဲ့ခါကျတော့နည်းနည်းဝါးနေရပါတော့ ပသားရှင်လေးချက်ကအမှန်တော့မဝါရဘူးလေမဲတုံတုံဖြစ်ရမှာသူကလုံးဝမဲတဲ့နေရာပါလေသူကရတော့အရင်မဲနေမှုဖြစ်နေရမှာနော်ဒါပေမဲ့ဟိုလိုတော့ဖြစ်လောက်တယ်ရှင်းတကယ်ကြက်သွားတဲ့အချိန်မှာဆိုလို့ရှိရင်တော့သူကမဲမဲနဲ့နဲ့လေးဖြစ်လောက်တယ်ရှင်းအနစ်တွေကမဲမဲနဲ့နဲ့လေးဒါပေမဲ့သူ့ရဲ့စီလေးကိုခတ်လိုက်တဲ့အချိန်မှာစွန်းရင်းပြားတွေကိုဝါနေတာအဲ့လိုပုံစံမျိုးဖြစ်သွားလောက်တယ်ထင်တယ်ဒီဦးနော်နော်နော်တော့ခုလည်းပိုပွဲဆူနေပါပြီဒါပေမဲ့ကျမရဲ့ target ကလူညက်အီဆက်ဖို့ဆိုတဲ့ခါကျတော့ရေထက်ထည့်လိုက်ပါမယ် ခုချိန်မှာဆိုလို့ရှိရင်တော့ခင်ကျမရဲ့ဝတားဟင်းလေးအိုးတွေကနေပြီးတော့လုံးဝအကိုအရသာရှိတဲ့စားခြင်းစရာအနံလေးထွက်နေပါပြီအခုအရသာလေးကိုသွားပြီးတော့မြည်ကြည့်လိုက်ပါအောင်မယ်อืมအရသာလေးကောင်းနေပါပြီမိုင်လောက်ကြာပြီးတဲ့နောက်မှာတော့ကျမရဲ့ဝတားဟင်းလေးချက်လေးကကျက်တော့ပါပြီလုံးဝပုတ်ပွတ်ဆူပြီးတော့အရန်စားလို့ကောင်းမဲ့ရုပ်ပေါင်နေပါပြီ နန်းနန်းဒီခါလေးကတော့ကျမရဲ့ဝတ်သားဟင်းလေးချက်လေးပဲဖြစ်ပါတယ်မြင်ရတဲ့အတိုင်းပဲသူကအခုလိုမျိုးအရန်ကိုစားကျင်စရာကောင်းတဲ့ရုပ်ပေါက်တော့ပါပြီလိုချင်တဲ့ပုံစံအတိုင်းအဲ့လိုကြည်ကြည်မွမွလေးရတယ်ပေါ့နော်ဒီဟာလေးတွေထမင်းစားလိုက်ပါအောင်မယ်ရုပ်စာလေးကတော့ဝတ်သားတုံးလေးပဲဖြစ်ပါတယ်ရုပ်စာလေးတွေကတော့ဝတ်ခေါက်လေးတွေပဲဖြစ်ပါတယ်ဒါလေးကတော့ဝတ်သားဟင်းလေးရဲ့အနှစ်လေးပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီဝတ်ခေါက်လေးကိုစားကြည့်လိုက်ပါမယ်อืมလုံးဝနူးညံ့အိပ်စက်ပြီးတော့စားလို့ကောင်းပါတယ် ဝတ္တကကိုလိုချင်တဲ့အနေအထားမျိုးအထီမနူးညံ့ဘူးဆိုပေမဲ့လို့ပေါ့နော်သူကစောက်လို့ကောင်းပါလေဒီဝက်ခောက်လေးကလည်းလုံးဝအသက်ပါတားရုံးလေးကဖဲ့လို့မရလုံးလုံးကြိုက်လိုက်ပါတော့မယ်ကိုကိုအဲ့လောက်လက်ရကောင်းမယ်လို့မထင်ခဲ့မိဘူးဒါပေမဲ့ကောင်းပါတယ်ရှစ်ကောင်းပါတယ်အလူမှာစားရတဲ့ဝတ္တဟင်းလေးချက်အရသာအတိုင်းပဲကြီး စားတော့ကပကံသေးသေးလေးနဲ့စားတာစားရင်စားရင်နဲ့အာမေရတော့လို့ပကံကြီးပြောင်းစားလိုက်ပါပြီခရင်ချဲရနေသူကအရင်အနက်နေမှုေးပြီးတော့စားကြင်စရာကောင်းလာတဲ့ခါကျတော့အမီးအနေနဲ့စားမယ်ဆိုပြီးတော့ခုနကပကံလုံးလေးနဲ့စားလိုက်တာပေါ့နော်ဒါပေမဲ့စားရင်စားရင်ရတာဘယ်လိုပြောရကောင်းပါလဲအနက်ထဲပို့ပြီးတော့ကောင်းနေတဲ့ခါကျတော့လုံးဝမထိန်ချုံနိုင်တော့ပဲနဲ့အခုလိုမျိုးပကံများပြောင်းစားတဲ့အစဉ်ရောက်သွားပြီစားတော့ကေဒီဗီဒီယိုရိုက်တော့ကရည်ရွယ်ထားတာကတော့ဒီဝတ်သားဟင်းလေးချက်ချက်ပြီးတော့သူနဲ့လိုက်ဖက်တဲ့တခြားဟင်းလေးတွေပါချက်ပြီးတော့စားမယ်လို့စီစဉ်ထား တာ誒ရာဇာနဲ့ကြာဇန်ဟင်းရီတို့ပဲရာဇာဆိုတာဘာတော့ဘာပါလိပဲနီလေးကိုပြောတာ誒ပဲနီလေးနဲ့ကြာဇန်နဲ့ချက်ထားတဲ့ဟင်းရီပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်လဲအရွက်နဲ့လှုပ်ထားတဲ့ဟင်းရွက်စုံဟင်းရီလို့ဟာမျိုး誒အဲ့လိုမျိုးဟင်းရီပဲဖြစ်ဖြစ်လို့ရှင်အရွက်တုပ်တစ်ခုခုရဲ့ပြီးတော့နောက်ထပ်ငရုတ်သီးကျော်ပေါ့誒အဲ့လိုပဇွန်ကြောင့်ငရုတ်သီးကျော်ပါကျော်တော့အဲ့လိုအရန်ဟင်းလေးတွေပါချက်ပြီးတော့စားမယ်လို့စီစဉ်ထားပါဘောเนาะဒါမဲ့ကိုချက်တဲ့ဟင်းရကိုကသာကိုအရန်ကောင်းတယ်လို့ခံစားနေရတော့အဲ့လိုမျိုးအရန်ဟင်းလေးတွေချက်တဲ့အခြေအနေအထိမရောက်လိုက်တော့ပဲနဲ့ဒီတစ်ခွက်တည်းဖြစ် စ်သွားပါဘောเนาะရန်ဟင်းနေချက်ရမှာလဲပြင်းသွားရေးဆိုတော့မချက်တော့ပါဘူးဒါနဲ့ပဲစားလိုက်ပါတော့မယ်ဘလိုများချက်ကြတာကြီးဝတ်သားဟင်းလေးချက်မှာဆိုတည်ရသီးဘက်လေးမြင်ရတဲ့အခြေအနေချက်ကြပါဘောเนาะဒါပေမဲ့ကိုကကြတော့ခုလိုမျိုးကြေမွှားနေအောင်ချက်ပြီးတော့စားပါဘောเนาะအမေချက်တယ်ဆိုလို့ရှိရင်တော့သူကအဖေကြိုက်တယ်လို့ချက်ရတာဆိုတော့မကြေမွှားဘူးလေတည်ရသီးအမြင်လေးမြင်နေရတဲ့အခြေအနေချက်တာဘောเนาะ ဗီဒီယိုအစမှာချက်မယ်ဆိုပြီးပြထားရေဝတ်သားမှာဆိုလို့ရှိရင်လုံးဝအခောက်တွေပိုင်းမပါဘူးလေဟုတ်တယ်မလားဒါပေမဲ့အခုဟင်းချက်ပြီးတော့စားပြတဲ့အချိန်မှာဆိုလို့ရှိရင်ဒီလိုမျိုးအခောက်ကလေးတွေပါလာလေအဲ့ဒါဘယ်ရရောက်လာတာလဲဆိုပြီးတော့တွေးမိသွားကြတယ်လူရှိနိုင်တယ်ဟုတ်တယ်မလားအဲ့ဒါဘယ်ရရောက်လာလဲဆိုလို့ရှိရင်ကျတော့ဒီလိုမျိုးကြီးဘာမှဆိုလို့ရှိရင်ကျတော့အခောက်မပါတဲ့သုံးသက်သားကြီးပဲရောင်းတာပေါ့နော်အဲ့ဒါဆိုတော့ကိုရီးယားအဲ့လိုမျိုးအခောက်စားခြင်းနဲ့ဆိုလို့ရှိရင် VNN ဆိုင်တို့ဘာလို့လိုမျိုးစိုင်တွေကနေတွားပြီးတော့မှအခောက်ပါတဲ့သုံးသက်သားကိုဝယ်ခြင်းဝယ်ဒါမှမဟုတ်လို့ရှိရင်အခောက်ကြီးပဲတီးတန့်ဝယ်ခြင်းဝယ်ပေါ့နော်အဲ့လိုမျိုးလုပ်ပြီးတော့မှအခောက်ကို စားလို့ရတာလေခုဒီအခောက်ကလည်းဗီယက်နမ်ဆိုင်ကဝယ်ပြီးတော့ကိုယ့်အသားကိုနူးအီနေအောင် ပြုတ်ပြီးတော့မှအခဲခဲနဲ့ကိုထည့်ပြီးတော့တင်းထားတဲ့အခောက်လေအခုလိုမျိုးအခြေအနေတွေမှာထည့်ဆိုင်စားလို့ရအောင်ဆိုပြီးတော့ဒါခါတဲ့အဆင်သင့်ပြင်ပြီးတော့ခဲခဲနဲ့မှထည့်ထားတာလေအဲ့လိုမျိုးပုံစံမျိုးနဲ့ဒီဥစ္စာကိုထည့်လိုက်တာပေါ့နော်အဲ့ဒါကြောင့်မလို့အခုကိုယ့်ရဲ့ဝတ်သားဟင်းလေးထဲမှာဝက်ခောက်လေးပါနေတာလေစားဖို့တောက်ဖို့ဆိုလို့ချင်းအကြံစီတွေကအရန်ထွက်တာနော် 过了没有？啥刚刚的有啥了呀？新年算是得让我休假啥子了呗。 မင်းနှစ်ခါပြောင်းထည့်ပြီးတော့ကုံသွားတဲ့နောက်မှာတော့ကျမရဲ့ဝသားဟင်းလေးချက်လေးကတလောက်ကျန်ပါသေးတယ်ခုနကတော့ဝသားလေးကရန်200လား300လားအဲ့လောက်ပဲပေးရတာလေအဲ့ဒါကိုဒီလိုမျိုးတစ်ခွက်ကြီးရလိုက်တယ်ဆိုတော့ဘလိုပဲပြောပြောနောက်ထပ်နှစ်ခါ300လောက်တော့စားလို့ရတယ်ရုံးပိတ်ရမှာဘာမှတခြားဟာတွေထူး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 ချက်เสียမလို့ပဲနဲ့ဒူးနံပြီးထမင်းစားလို့ရပြီလို့ထင်တယ်ပေါ့နော်ကိုရဲ့ဝသားဟင်းလေးချက်ချက်တဲ့ဗီဒီယိုကြည့်ပြီးတော့ဝသားဟင်းလေးချက်ကိုစားကြတဲ့စိတ်ပေါက်သွားတဲ့လူတွေရှိမှဆိုလို့ရှိရင်ပေါ့နော်ဝသားဟင်းလေးချက်ကျွေးတဲ့အလူတွေမှာသွားပြီးတော့ဂုံးဆင်းလိုက်ပါလို့ကြံပေးကြပါတယ် ။ညောက်လောက်ပါပဲနောက်မှပြန်တွေ့ရမယ်တဒါ။